Hello guys, Stone X matches away. wow နောက်ဆုံးတော့ batman မှာသာ super power ရှိသွားရင်အထူးသဖြင့် absolute batman လို့အကောင်ကြီးမှာသာ super power ရှိသွားရင်ရန်သူတွေအတွက်ဘလောက်တောင်ကြောက်ဖို့ကောင်းသွားနိုင်လဲဆိုတာတွေကိုကြည့်ရှုခန်းစားကြရတော့မှာဖြစ်ပါတယ်ဒီအပိုင်းကို catwoman တယောက် batman တို့ပုံခိုရာနေရာစီကိုရောက်လာခြင်း alfred ကိုကြာဖို့နဲ့ level ညှစ်ထားခြင်းနဲ့စတင်ထားတယ် bad bruce ကဒေါ်ရထွက်နေတယ်သူကနင်ပါလို့ဒီကိုလာတာလေပြန်တော့ဆိုတာတွေကိုပြောနေပေမဲ့တကယ်တမ်းရည်ညွှန်းတာက bendy သူ့ရဲ့တငယ်ချင်းတွေအားလုံးကိုချိုးဖျက်ထားပြီး selina ကသူ့ရဲ့အနာမှာရှိမနေ ေတင်ဖို့ဆိုပြီးတော့ပြောနေခြင်းဖြစ်တယ်။အန်တစ်ဖက်ကလည်း Catwoman ပဲ။ Batman လို့ကောင်းမျိုးကိုတော့မှကြောက်လို့ခိုးဆိုးလူနိုင်လှုပ်ရှားနေတာ။သူတို့နှစ်ယောက်ကြားကချစ်ချင်းကြောင့် Selina ကလည်း Bruce ပါကြောင့်အခုလိုမျိုးပြင်းပြင်းထန်ထန်နေပြောနေလဲဆိုတာကိုနားလဲတယ်။ဆိုသူက Batman အပေါ်မှာကယောက်ျားတစ်ယောက်အပေါ်မှာကအကြီးမားဆုံးနိုင်ွက်ကြီးကိုထောက်တုံးပြစ်လိုက်တယ်။ငါဒီကိုလာခဲ့တာကနင်းရဲ့အမေငါ့ကိုဖုန်းဆက်လို့ပဲဆိုပြီးတော့ပြောပြစ်လိုက်ပါတယ်။အမေနဲ့မိန်းမကိုတော့ယောက်ျားတိုင်းကကြောက်ကြရတာပဲမလား။ Bruce ရဲ့အမေကစိတ်ပူနေပြီးရှာပေးဖို့အတွက်သူ့ကိုဖုန်းဆက်ကြောင်းကိုပြောပြရတယ်။ဒါက ါပြင်သူကဘတ်မန်လက်ရှိရင်ဆိုင်နေရတာတွေကိုကူညီပေးဖို့အတွက်ကန့်လန့်လိုက်တယ်ဘတ်မန်ကပြင်းထန်စေပဲနေရအခုအညီကိုမလိုအပ်ဘူးဆိုပြီးတော့ခါခါတက်တက်ညင်ပြတယ်ဆလီနာက of course ဘယ်လိုမလဲနေမှာ superstar အသင်းကြီးရှိနေပြီဒါကိုလို့ပြောရင်းနဲ့မိမတို့ထုံစံအတိုင်းမနာလိုတဲ့တပေါ်မျိုးနဲ့သူချုပ်ထားတဲ့ alfred ရဲ့ level ကိုတစ်ချက်ဆွဲဆောင်ပြလိုက်ပြန်တယ်မစီမဆိုင်ခံလိုက်ရတဲ့ဘိုးတော်ကလည်းဒေါသထွက်သွားတယ်ကတ်ဝမန်မင်းအကြောင်းဝင်ကဖတ်ပူးတယ်သူ့ကိုမယုံနဲ့ဘတ်မန်ဆိုပြီးတော့လမ်းမီတတိပေးနေပါတယ်ဘတ်မန်ကတော့အနာကတ်သွားလိုက်ပြီး ဒီတစ်ခေါက်တော့မင်းရဲ့အကြံဉာဏ်ကမလိုဘူး Alfred သူကအခုချက်ချင်းသွားတော့မှလို့ပြောလိုက်အပီမှာတကယ်တမ်းချက်ချင်းကြီးထွက်သွားလိုက်ကြတာကသူတို့နှစ်ယောက်စလုံးဖြစ်နေတယ်သူတို့နှစ်ယောက်မှာဝတ်ထားတဲ့အဝတ်အစားတွေကိုလွင့်ပြစ်ချွတ်ချလိုက်ပြီးတော့လင်းတို့ကရုံဟာကြောင်စိုးမလေးကိုကြံကြံတန်တန်စားပစ်လိုက်တယ်ဒါမှမဟုတ်ကြောင်စိုးမလေးဟာလင်းတို့ကရုံကိုကြံကြံတန်တန်စားပစ်လိုက်ပါတယ်ယောက်ျားတစ်ယောက်ဆိုတာမျိုးတစ်မျိုးလုံးနဲ့တစ်ယောက်ချအပီမှာလာပေါင်းများစွာဖင်သုံးလုံးနဲ့ဖန်ချုပ်ခံထားရအပီမှာသူမတူတဲ့မကောင်းဆိုးဝါးကြီးတွေနဲ့ချခဲ့ရင်ဆိုင်ခဲ့ရအပီ မှာဒါမျိုးအပြည့်စာတစ်ခုခုတော့စားဖို့အတွက်လိုအပ်တယ်မဟုတ်လားမနက်ခင်းကိုရောက်တော့ကြောကုန်းမှာဘိန်ရဲ့အစိတ်တွေနဲ့လင်းတို့ပုံကြီးဆွဲခန့်ထားရတဲ့ကရုံတီအရင်နိုးနစ်ပြီးနေပြီသူတို့နင့်ကိုဘာတွေလောက်ခဲလိုက်ကြတာလဲဆိုပြီးတော့ဆလီနာကမေးတယ်ဘတ်ဘရူးစ်ကမဖြေချင်ဘူးဘရူးစ်ကပြန်ပြီးမင်းရဲ့အုတ်ထုပ်မင်းရဲ့ခေါင်းဆောင်က black mass လူစုအဖွဲ့အုတ်ထုပ်နဲ့တူတယ်နော်ဆိုပြီးတော့မေးလိုက်တဲ့အခါမှာကတ်ဝူမန်ကလည်းအဲ့ဒီအကြောင်းကိုပြန်မဖြေချင်ဘူးဒါဒီ KSSS ဘတ်မန်နဲ့ကတ်ဝူမန်ကြားက unique ဖြစ်တဲ့ဘယ်မှာမှမမြင်နိုင်တဲ့ relationship မျိုးလေး ဖြစ်ပါတယ်။ဥပမာ MJ နဲ့ Peter Parker ဆိုရင် MJ က Spider-Man နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိတယ်၊ဝင်ပါတယ်၊အကြံပေးတယ်၊ဝေဖန်တယ်။ Batman နဲ့ Catwoman ကြတော့သူတို့နှစ်ယောက်ကြားမှာတတိုင်းနဲ့ wall တွေချထားတယ်။သူတို့ဟာ Batman ဘာလုပ်ဖို့ရှိလဲ၊ Batman ဘာတွေလုပ်နေလဲဆိုတာကိုမပြောဖြစ်ကြတယ်လို့ Catwoman ဘာတွေလုပ်နေလဲ၊ဘာအစီအစဉ်ရှိလဲဆိုတာကိုလည်း Batman ကိုပေးပြီးတော့မသိတတ်ပါဘူး။အခုလည်းနှစ်ယောက်သားဟာပြောစရာစကားမရှိကြတော့တဲ့အခါဒိတ်ထွက်လောက်ကြမယ်လို့ဆိုရင်အဝတ်တွေဝတ်ပြီးတော့ Batman Catwoman ဝတ်စုံတွေကိုဝတ်ပြီးတော့အမှု ှုတစ်ခုဖြည့်ရှင်မှုအတွက် Ferris wheel ကြီးရှိရာ Gotham မြို့ရဲ့အပန်းဖြေစခန်းရှိရာနေရာစီကိုထွက်လာကြပါတယ် Batman ပြောတာအရဒီနေရာမှာ Red Hood Gang ဆိုတဲ့လူမိုက်အဖွဲ့တစ်ခုရှိတယ်သူတို့ကသူတို့က hacking ပိုင်း data အချက်အလက်စူးစီးခြင်းအပိုင်းဖြည့်ဆည်းရေးအပိုင်းတွေမှာအဖွဲ့လိုက်ထူးချွန်တဲ့အဖွဲ့မျိုးပဲသူတို့နဲ့အခုအချိန်မှာမိတ်ဖွဲ့ထားတာကပိုကောင်းတယ်လို့ဆိုရင်နေရောက်သားကကစားကွင်းထဲကိုဝင်လာကြပါတယ်ဒဇယ်တွေမှာ you are not fucking welcome မင်းတို့ဒီနေရာကကျိုးစိုးမနေဘူးဒိုးလိုက်တော့ဆိုတဲ့စကားအိနဲ့အတူခေါင်းစွပ်အနေ ေနဲ့ Red Hood ကိုင်းကရောက်ချလာပါတယ်။ Batman ကမင်းတို့ကောင်းဆောင်နဲ့မတွေ့ရမရှင်ငါတို့ကဘယ်မှမသွားဘူးလို့ Hey G Hanji နဲ့ပြန်ပြီးတော့ပြောတော့ဟိုကောင်တွေကစပြီးတော့တိုက်ခိုက်ကုန်ကြတယ်။ Batwoman ကဒီကောင်တွေကိုကြောမတဲလာတဲ့စက်သက်နဲ့နဲ့ထုတ်ပြီးတော့ပြစ်တယ်။ Batman နောက်မှာဒေါ်ရထွက်သွားတယ်။သူတို့ကကလေးတွေပဲရှိသေးတာဆိုပြီးတော့អော်ပြောလိုက်တဲ့အခါမှာ Batwoman ကလည်းပို့ပြီးတော့ဆိုနေတယ်။ငါကကလေးတွေဆိုတအားမုန်းတာနင်တိပါတယ်ဆိုပြီးပြန်ပြောလိုက်တယ်။ဘယ်သူကလူဆိုတယောက်တော့ဟုတ်မနေဘူး။သေစီမဲ့ကြီးစံအစားမေမျောသွားစီမဲ့ကြီးစံတွေကိုအတုံးပြူနေတာဖြစ်ပါ ါတယ်။ဒါပေမဲ့ Red 2တွေကတကောင်က RPG ဒုံးကြီးကြီးနဲ့နေရောက်ကိုချားရဲဟက်ကြီးအပေါ်ကနေပြီးတော့ထုဖို့အတွက်ပြင်တော့ Batman ကအဲ့ဒါကိုအလိုလိုသိနေတယ်။ Catwoman ကိုတွန်းထုတ်ပြလိုက်ပြီးတော့ချားရဲဟက်ကြီးကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့ body စားပြလိုက်ပါတယ်။ And yes ချားရဲဟက်ကြီးတစ်ခုလုံးကပြိုလဲသွားပြီးတော့ပြစ်တဲ့ကောင်ကဒုံးကြီးကိုပါရေထဲကိုလွင်ဆင်ကျသွားပါတယ်။ Batman ခန္ဓာကိုယ်ထဲမှာထိုးတွင်းခံထားရတဲ့ Bane အစိတ်တွေကအစွမ်းပြလာခြင်းဖြစ်တယ်။ Batman ကဒေါ်တာထွက်သွားပြီးတော့မျက်လုံးအစိမ်းရောင်ကြီးပြောင်းသွားပြီးအနာ ကလာတဲ့ဆယ်လီနာကိုချက်ချင်းဝေဝေးထွက်သွားစမ်းဆိုပြီးတော့အော်ပြောပြလိုက်ပါတယ်။အပြီးမှဘတ်မန်ကခေါင်းကိုငုတ်ထားပြီးတော့စိတ်ကိုထိန်နေတယ်။ဆယ်လီနာဆိုတဲ့မိန်းမမျိုးကလည်းကြောက်ပြီးတော့ထားသွားမယ်မိန်းမမျိုးမဟုတ်ဘူး။ထိုအစားသူကသူ့ရဲ့အတန်ကိုနားထောင်ဖို့အတွက်စိတ်ကိုထိန်ချုပ်ဖို့အတွက်ဘတ်မန်ပေးမှနေပြီးတော့စကားတွေပြောပေးနေတယ်။ And Red Hood Gang တစ်ခုလုံးကလည်းဒါကိုမြင်တွေ့လိုက်ရတော့စက်တောင်မတိုက်ခိုင်းနိုင်မင်းနဲ့အန်အောမင်တက်သွားကြတယ်။တကောင်ကပြောတယ် Boss ပြောရမယ်နဲ့ဒီကောင်လေးပဲသူတို့ဖန်တီးနေတဲ့မကောင်းဆိုးဝါးတွေကတကောင်ပဲဆိုပြီးတော့တီတိုတီတိုပြောနေ နေကြတယ်ဘက်မန်ကခေါင်းဆောင်ဆိုတာကိုစောင့်မနေတော့ဘူးသူပြောဖို့လာတာကိုပြောပြလိုက်တယ်တကယ်တော့မင်းတို့ပြောတယ်လို့မကောင်းဆိုးဝါးတွေကိုဖန်တီးနေတဲ့အာကမ်ဆိုတဲ့နေရာကြီးကတကယ်ရှိတယ်အဲဒီကကောင်တွေကငါ့ကိုဖန်စီထားပြီးတော့ချိုးဖြတ်နိုင်လူနီနီဖြစ်ခဲ့သေးတယ်ဘိန်းဆိုတဲ့ဖြက်စီချင်းမကောင်းဆိုးဝါးကြီးတကောင်လည်းရှိတယ်ဒါပေမဲ့အဲဒီကောင်တွေငါ့ကိုမဖြက်စီနိုင်ခဲ့ဘူးငါကတော့အဲဒီဘိန်းဆိုတဲ့မကောင်းဆိုးဝါးကြီးကိုဖြက်စီပြတော့မှအဲဒီကောင်ကိုတင်မဟုတ်ဘူးသူ့ရဲ့အထက်ကကောင်တွေကိုကအကုန်လုံးကိုဖြက်စီပြမှာအာကမ်ဆိုတဲ့နေရာကြီးကိုညီကြီးပေါ်ပြာကျ တဲ့အထီးမီလောင်တိုက်တွင်းပြေအောင်မှာဒါပေမဲ့အဲ့ဒီလိုလုပ်ဖို့အတွက်မင်းတို့ရဲ့အကူအညီကိုလိုအပ်တယ်အဲ့ဒီအတွက်အခုဒီနေရာကိုရောက်လာတာပဲဆိုပြီးတော့ပြောလိုက်တဲ့အခါဒီကလေးတွေကအဲ့ဒီမကောင်းဆိုးဝါးကြီးကမင်းကိုယ်တိုင်ပဲဆိုပြီးတော့ပြောတယ်ဒီလိုအချိန်မှာတော့မှသူတို့ကဘတ်မန်ကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားချင်းကြသေးရဲ့ဘတ်ယက်ဆန်ဆိုတဲ့အော်တန်နဲ့အတူကရုံတယောက်ကအုတ်ထုတ်ကိုချွတ်ပြစ်လိုက်တယ်။အမင်းနဲ့ပတ်သက်ပြီးတော့အရင်ကတော့မသေးချခဲ့ဘူး။ဒါပေမဲ့အာကမ်ဆိုတဲ့နေရာကြီးကိုဖျက်ဆီးပြစ်မှသေချာတယ်ဆိုရင်တော့ငါနဲ့ကီကိုက်သွားပြီ။ငါရဲ့နာမည်ကဟာလီကွင်းပဲ Red Hood ရဲ့ခေါင်းဆောင်နင်းရဲ့ plan ကဘာလဲဆိုပြီးတော့ပြောလိုက်ရင်ね yes to to san san absolute university မှာကွက်ပြီးတော့အကောင့်သေးနေတဲ့ absolute harley queen ကိုမိတ်ဆက်ပေးသွားပါတယ် and ground ဖြစ်နေတာအရာဆိုရင်သူလည်းပဲ batman လိုမျိုးအဲ့ဒီနေရာကြီးကနေပြီးတော့လွမြောက်လာခဲ့သူတအုပ်ဖြစ်နိုင်ပါတယ်တပတ်သူတို့ဖြတ်စည်းမဲ့ဆိုတဲ့ arkham နေမှာတော့ဘိန်းက upgrade မြင့်တင်ခြင်းတွေကိုလုပ်နေတယ်ဘိန်းကိုသူတို့ကရခင်ကားတစ်ခေါ်မျောမှန်းထားတာတစ်ခေါ်ပို့ပြီးတော့ကြီးမားကြံတန်းအောင်မြင့်တင်ပေးနိုင်ခဲ့ပြီးဘိန်းကဆရာဝန်ကိုဖင်ကြွားနေတဲ့ကောင်က ခိုင်းလူကောင်းနဲ့စားဖို့တော့ခားတယ်ဆိုတော့ကဘာကျော်စာစုတစ်ခုကိုပြောပြရဲအန်သိမ့်မကြခင်မှာမင်းတို့ဒီငါအတွက်အစားထိုးဖို့လူကိုရစေရမယ်လို့ပြောရင်တကယ်တော့ဘိန်းအတွက်အကြီးဆုံးမစ်ရှင်ကလည်းဘတ်မန်ဖြစ်နေတယ်ဘိန်းဒီအနားယူဖို့အတွက်နဲ့မိမနဲ့ခလေးနဲ့နေဖို့အတွက်ကိုသူ့လိုမျိုးခိုင်းလူကောင်းနဲ့ကောင်းမျိုးကိုဒီလူဆိုးတွေအတွက်ရှာပေးနေရတာဖြစ်နေတယ်ဘတ်ဒေါက်တာကမင်းသူ့ရဲ့တငယ်ချင်းတွေကိုဖျက်ဆီးလိုက်တဲ့အတွက်ကြောင့်မင်းတို့သူကတကယ်ကိုပေးပြီးတော့သွားလိမ့်မယ်အနားယူစေလိမ့်မယ်လို့ထင်လာဆိုပြီးတော့မေးလိုက်တဲ့အခါဘိန်းကသူ့လက်ကို လွတ်ပေးရလိမ့်မယ်မင်းတို့ဖြစ်စေခြင်းနဲ့အတိုင်းဖြစ်ရလိမ့်မယ်ဘတ်မန်ကိုအရှုံးပေးအောင်အထိချိုးဖြတ်ပေးပြီးတော့အလောက်ကပြီးရမယ်ဆိုပြီးတော့ပြောနေတော့မှာတီဗီမှာအရေးကြီးသတင်းတစ်ခုကထုတ်လွှင့်နေခြင်းကြောင့်ဒေါက်တာကိုရိုင်းအောင်ဖြေကြည့်ရတဲ့အထိဖြစ်သွားပါတယ်ထုတ်လွှင့်နေတဲ့သတင်းမှာဆိုရင် intro ဝင်နေတဲ့ media တမားကို shut up ပါစပ်ပိတ်ထားဆန်းဆိုပြီးတော့ဘတ်မန်ကပြောပြလိုက်တယ်ကော်တန်မျိုးကလူတိုင်းကိုသူက ပြောချင်တာကော်တန်မျိုးကလူတိုင်းကလည်းသူ့ကိုကြည်နေကြတယ်ကော်တန်မျိုးကြီးဒီအထက်စီးရခေါင်းတွေရဲ့ရောင်စားခြင်းကိုခံထားရတယ်မတရားမှုတွေကိုပေးပြီးတော့ ော့ဖြစ်နေစေတဲ့အပြင်ဒီမြေပေါ်မှာပဲအာကမ်ဆိုတဲ့ဆူဆူရွရွမကောင်းဆိုးဝါးထုတ်လုပ်ရေးနေရာကြီးကိုလည်းတိဆောက်ထားကြတယ်ရဲ့ရှေ့ Black Mass နဲ့ကိစ္စမှာတော့လည်းလူတွေမြင်အောင်အတွက်သူကပြခဲ့သေးတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းက network တွေနဲ့ပြခဲ့ရတာကြောင့်မထီရောက်ခြင်းမျိုးဖြစ်နိုင်တယ်ဒီတစ်ခါမှာတော့ငါကိုယ်တိုင်ငါရဲ့ခန္ဓာကိုယ်နဲ့ပြမယ်အဲ့ဒီသူတို့ဖန်တီးနေတဲ့မကောင်းဆိုးဝါးတွေကတခေါင်ကိုအလင်းထဲကိုဆွဲထုတ်လာပြပြီးတော့အလင်းထဲမှာဖင်ချပြမယ်ရိုင်းနဲ့ဖြတ်စီးပြမယ်ဒန်ဘတ်မန်ကကင်မရာကိုတေးတေးစိုက်ကြည့်လိုက်ပြီးတော့ yes ငါမင်းကိုပြောနေရပဲဘိန်လီကောင်လေးမင်းနားထောင်နေရဲဆိုတော့ကိုငါသိရဲမနေ့ဖြန်ည12နာရီမင်းနဲ့ငါနဲ့နှစ်ယောက်တည်းမြို့ရဲ့နပန်းကွင်းထဲမှာချမယ်ဆိုပြီးတော့ယောက်ျားချင်းစိန်ခေါ်ပြလိုက်တယ်မင်းနိုင်နေဆိုရင်တော့ငါကအာခံကိုတွားပြီးတော့မင်းဖြစ်စေခြင်းနဲ့အတိုင်းဖြစ်သွားပြီမယ်ဒါပေမဲ့မင်းနိုင်မှာမဟုတ်ဘူးအားလုံးကိုလည်းသိအောင်ပြောလိုက်မယ်ငါကဘတ်မန်ပဲလို့ပြောအပြီးမှ life လွင်ခြင်းကိုရက်တန်းပြလိုက်ပါတယ် fucking her ဆောက်ရမ်းလိုက်ပါတယ်တကယ်တော့သူချိန်လိုက်တဲ့အဲ့ဒီနေရာလက်ဝဲကွင်းဒီတချင်က killer croc ဖြစ်လာခဲ့တဲ့ villain တယောက်သူမနိုင်နိုင်ဘူးဆိုပြီးတော့လူတွေဝိုင်းပြီးပြောနေကြတဲ့လက်ဝဲတမားကိုရှင်ထိုးခဲ့တဲ့နေရာဖြစ်တယ် villain ကပြောတယ်အဲ့ဒီကောင်ကိုသူမနိုင်နိုင်ဘူးဆိုတာကိုသိတယ်ဘာလို့လဲဆိုတော့အဲ့ဒီကောင်ဘက်မှာငွေကြေးတွေပါဝါတွေပေါ်ကျွဲဝါနေတဲ့ mafia ဂိုင်းတွေနိုင်ငံရေးခေါင်းဆောင်တွေရှိနေလို့ပဲဒါပေမဲ့အဲ့ဒီလိုကောင်မျိုးကမှသူကကွင်းအလယ်မှာလူတွေအရှိမအလဲထိုးအနိုင်ယူချင်တာဒီနေ့ဒီအဲ့ဒီကောင်ကိုတည်းမဟုတ်ဘူးသူရဲ့အထက် က်ကကောင်တွေကိုကသူ့ရဲ့အနောက်ကကောင်တွေကိုကအနိုင်ယူခြင်းဖြစ်တယ်ဆိုပြီးတော့ Bruce ကိုပြောပြခဲ့ပူတယ်။အခု Bruce ကလည်းထိုအတိုင်းပြန်ပြီးတော့လှုပ်တော့မယ်။အဲဒီနပန်းကွင်းအဲဒီပတ်ဝန်းကျင်ကအခွင့်အရေးကြီးကြီးမားမားရှိမနေပေမဲ့ Bruce ရဲ့စိတ်ကိုကြွားနေစေတယ်။ Willen Need သူလည်းသူမနိုင်နိုင်ဘူးဆိုပြီးတော့ဝိုင်းပြီးပြောနေကြတဲ့အကောင်ကြီးကိုလူတွေအရှိမအနိုင်ယူပြမှာဒီသူ့ရဲ့နောက်ွယ်ကကောသူ့ရဲ့အထက်ကကောင်တွေကိုကောပါ Batman ပါကောင်လဲဆိုတာကိုပြသခြင်းဖြစ်တယ်။ Selina ကမတားဘူးဒါပေမဲ့တခုတော့ဂရီတောင်နဲ့ခန္ဓာကိုယ်ရဲ့ကဘိန်အ စိတ်ကိုအတုံးမပြူဖို့အတွက်အကြံပေးတယ်။အရာကြီးကြောင့်ဖြစ်လာတဲ့ဘက်မန်ကို သူက မကြိုက်ဘူး။ဘက်ဘက်မန်ပြောတာကတော့အဲ့ဒီအစိတ်ကအဓိကပဲ။အဲ့ဒါကိုတုံးချင်းကပဲဘိန်းကိုအနိုင်ယူနိုင်လိမ့်မယ်။အစိတ်ကိုအတုံးပြူနေတဲ့အချိန်မှာတော့ကသူဒီ Red Hook Guy ကကောင်းလေးတွေလုံမဲ့အကွက်တွေလမ်းမဲ့ခြေလမ်းတွေအကုန်လုံးကိုမြင်နေရတယ်။ခြေတလန်းနလန်းကြုံမြင်ရတာမဟုတ်ဘူး။၁၀လမ်းအလမ်း90အထိကိုမြင်ရတာ။ဒီအစိတ်ကိုထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားကြည့်ရမယ်။ဒီတနည်းပဲရှိတယ်ဆိုပြီးတော့ရှင်းပြလိုက်ပါရစေ။ Still Selena ကသူကူညီပေးနိုင်တယ်ဆိုပြီး ော့ပြောနေသေးပေမဲ့တငယ်ချင်းတွေဖြစ်သွားခဲ့တယ်လို့မျိုးကတ်ဝမ်မန်ပုံမှာပါဖြစ်တာကိုသူကမလို့ချင်းဘူးဒီကောင်းဝန်ကကစီမင်းအတိုင်းမြတ်မြတ်တတချမှာမဟုတ်တော့ဘူးအစိတ်ကိုအတုံးပြူမှာဆောက်ရမ်းနေစုပ်ပြတ်သွားတဲ့အထိဖြက်စီးပြစ်အောင်မှာဆိုပြီးတော့ပြောပြလိုက်တယ်တာမရတဲ့ဆလီနာကလည်းနောက်ဆုံးကြောခိုင်းပြီးတော့ပြန်သွားလိုက်တယ်ဘတ်မန်ကတော့အသားစိမ့်နေအပြေးနဲ့ရေကဲဘုံတစ်ခုကိုယူရင်းရေစိုးမြောင်းနေစီကိုထွက်လာခဲ့တယ်နောက်ွယ်မှာတော့အယ်ဖရက်ကထုံးစံအတိုင်းသူ့ကိုရှင်းပြနေတာကိုကြားနေရတယ်ကောင်းတယ်တွေ့လာကောင်းလေဒီလိုအခြေအနေမျိုးကမင်းအတွက်အကောင်းဆုံးပဲ တွန်းနိုင်တလောက်မင်းဆက်ပြီးတော့တွန်းနေရမယ်။မင်းတွန်းနိုင်တာထက်လည်းပိုပြီးတော့တွန်းနေရမယ်။ဘာလို့လဲဆိုတော့မင်းရက်လိုက်တာနဲ့ရက်တာတွေမဟုတ်ဘူး။မင်းအချိန်လျှော့လိုက်တယ်ဆိုတာနဲ့တော့မင်းကိုသူတို့ကဝိုင်းပြီးမြေပြင်ပေါ်လဲကြသည့်အထိတိတ်ကြမှာမလို့ပဲ။မင်းဖြစ်ခဲ့ဘူးတဲ့ခပြော့ပြော့ကောင်ကိုရှင်ထဲမှာမြေမြုပ်ဖြစ်လိုက်တော့အပြီးမှတော့မင်းအမြဲတမ်းဖြစ်လာတဲ့ကောင်မင်းအမြဲတမ်းဖြစ်ခဲ့တဲ့မကောင်ဆိုးဝါးတစ်ကောင်အဖြစ်နိုးထားလိုက်တော့ဘာလို့လဲဆိုတော့ဒီတိုက်ပွဲမှာကမင်းနိုင်ကိုနိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်ပဲလို့ပြောရင်ဘရူးစတီသူယူလာနေတဲ့အသားစ ိန်းတွေကိုရေစိုးမြောင်းထဲမှာ Killer Croc ကြီးကိုလာကျွေးနေတယ်ဆိုတာကိုကြားရင်းနဲ့ comic ကိုအဆုံးသတ်သွားပါတယ်။နောက်လာထွက်လာမယ့်အပိုက် Final Showdown Batman နဲ့ Bane တို့ကစင်ပေါ်မှာကွင်းထဲမှာကိုသေးသူသေးခြားကြတာကိုကြည့်ရှုခံစားကြရတော့မှလည်းဖြစ်ပါတယ်။အားလုံးလည်းကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။အခုလိုမျိုး2025ထွက် Marvel DC Comics တွေကိုအစအဆုံးမြန်မာလူတွေနေစဉ်ရှင်းပြတင်ဆက်ပေးနေတာမို့လို့ comic တွေကိုကြိုက်ကြရဲဆိုရင် subscribe လုပ်ထားပြီးတော့ like ပါစီမြောပေးကြဖို့အတွက်ကိုလည်းဖိတ်ခေါ်ပါတယ်။ဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ သူတင်ရှိပါရယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်